မမြင်ရတဲ့တတ္တဝါဆိုတာလောကမှာရှိတာအဲ့တော့လူပြည်မှာတရားပွဲတွေကျင်းပနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့တရားတော်တွေကိုမျက်နှိုးကြတဲ့တတ်တွေအေးလူပြည်မှာတရားတွေဟောနေပြီဆိုပြီးဆင်းပြီးတော့လာနိုင်တယ်ပေါ့တပည့်ဆက်ကြတရားဟောတော့ချိန်တယ်လူကနာယူတဲ့လူက9ယောက်တည်းပဲရှိတယ်တောထဲမှာပိဿဝဂိ9ပါးပဲတရားနာကြတယ်သို့တော့ တရားပွဲကိုတက်ရောက်နိုင်ယူနေကြတဲ့နတ်ပြမာတွေကအလွန်အလွန်ကိုများတယ်အလွန်အလွန်များတရားနာပြီးတော့จิตတင်းဝင်သွားတဲ့ပုဂ္ဂိုလ်တွေပဲပြမာပေါင်းက78ခရီးနတ်ပေါင်းကအသင်ချေလို့ဆိုတော့အဲ့တော့နတ်တိုင်းจွတ်တာမဟုတ်ဘူးပြမာတိုင်းจွတ်တာမဟုတ်မจွတ်တဲ့နတ်ပြမာတွေရှိသေးတယ်အဲ့ဒါကိုကြောင်းပြုတ်ပြီးလူပြေမှာလူတွေနဲ့ဆက်ဆက်ပြီးတော့ဖြစ်နေတဲ့နတ်တွေဆိုတာရှိတယ် ကိုဆောင်နတ်လို့ခေါ်တာရှိတယ်အိမ်ဆောင်နတ်လို့ခေါ်တာရှိတယ်တစ်ပင်ဆောင်နတ်အဆောင်နတ်လို့ဆိုတဲ့အတိုင်းမှာစဉ်းစားကြည့်ရမှာတော့သူတို့ကဘယ်သူကမှချူတီချထားတာမဟုတ်ဘူးဆောင်လို့ခေါ်ပေမဲ့လို့သူတို့ကကိုယ့်ကိုလာဆောင်ပေးနေရတဲ့ဆိုတဲ့အတိတ်ပဲမရဘူးနော်လူတွေနဲ့ဆက်ဆက်ပြီးတော့လူတွေနေတဲ့နေရာမှာသူတို့နေစရာတွေဖြစ်နေလို့လူတွေနဲ့ပတ်သက်ပြီးတော့နေထိုင်ကြလို့ လူတွေကကိုဆောင်နာလူလူခေါ်လိုက်လူတွေနေတဲ့အိမ်မှာလည်းပဲသူတို့နေစရာပုံမိမ့်မှန်နေရဖြစ်လာတာဖြစ်လို့အိမ်ဆောင်နာလူခေါ်ကြတာသူတို့ပုံမိမ့်မှန်နေရလဲတစ်ပင်နေနဲ့ဆက်ဆက်ပြီးဖြစ်နေလို့ရှုကဇုနတော့မို့တစ်ပင်ဆောင်နာလူတို့ခေါ်တယ်သူတို့လည်းပဲသူတို့ကံအားလျော်စွာအဆောက်အဦတွေနဲ့တည်နေတဲ့အဆောက်အဦတွေရှိတယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ရုပ်ဇုနဆိုတာတစ်ပင်ကွာကြားထိုင်းနေတာပဲဟုတ်မလဲ တိပင်ကွာချာထိုင်ရမယ်ဆိုကိုယ့်ကိုယ်ကိုထိုင်ကြည့်ပါလားဘယ်နေရာထိုင်တယ်ဘယ်နှစ်နာရီထိုင်နေမှာတော့တိပင်ကွာချာဆိုနော်အဲ့တော့သူတို့ကလည်းဘုံမိမ့်မှန်နေသွားဖို့လာဖို့နေရာပန်းဦးရသူတို့ရဲ့ကံအားလျော်စွာလူတွေမမြင်ရတဲ့အရာတွေရှိတယ်အာလဝကဘီလူကြီးဆိုလို့ရှိရင်အာလူပြည်နာကညောင်မင်းကြီးအောင်မှာသူ့ဘုံမိမ့်မှန်လို့ရှိတယ်သို့သောထင်းငွေရေခတ်သွားတဲ့လူတွေကမောမောပန်းပန်းနဲ့ထင်းစည်းချပြီးတော့ညောင်မင်းကြီးအောင်နားကြတာဘူးမှမတွေ့ဘူး တို့တော့ရှိနေတာပဲဖြစ်တယ်ဗော။တာမန်မျက်စိနဲ့မမြင်ခွင်းနဲ့မရောက်ဘူးထူခြားတဲ့မျက်စိနဲ့မှမြင်ခွင်းနဲ့ရောက်တယ်။ဒါကြောင့်မို့တပည့်ဆက်ကြတရားဟောတဲ့အခါဘုံမာဒေဝသတ္ထမနုဿတေတပည့်ဆက်ကြတရားပွဲမှာနတ်တွေမြောင်များစွာလာရောက်ပြီးနာယူချာနာယူပြီးတဲ့အခါသူတို့ကနေပြီးတော့ချွေးကြော်လိုက်ကြတယ်။လူပြေမှာမြတ်စွာဘုရားတပည့်ဆက်ကြတရားဟောတယ်ဆိုတာချွေးကြော်လိုက်တယ် သူတို့ပြောတဲ့အတန်ကလေတဆင့်အဆင့်ဆင့်တည်းဟာပြတ်နှက်သွားစတုဝါရေနတ်တေတာဝရိန္ဒနတ်တေယာဝနတ်တေဒုတိတနတ်တေဆိုအဆင့်ဆင့်ဟုတ်ပြမပြေထီအောင်တည်းဟာပေါ့ရောက်နော်ခုခေတ်လူတွေလို့ဖုံးလေးနဲ့ပုတ်နေစရာမလိုဘူးအကုန်လုံးတည်းတွေကအကုန်ရသွားသူတို့မှာအလွယ်တကူဆက်သွယ်ရေးလမ်းကြောင်းတွေဟာအမှန်တန်ကောင်းတယ်လို့ပြောနော် ဒီမှာဆက်သွေးလမ်းကြောင်းကပြက်ချင်ပြက်သွားသေးတယ်။သူတို့စီမှာဆက်သွေးလမ်းကြောင်းကမပြက်ဘူး။သူတို့ရဲ့တဘာဝကပေးတဲ့ဆက်သွေးလမ်းကြောင်းနေနဲ့သူတို့ရသော်ဗျာတရားကိုမျက်နှုံးလို့လူပြေမှာတရားဟောပြီဆိုရင်သူတို့လာရောက်နိုင်ယူရဲဆိုတဲ့မှတ်တမ်းတွေများစွာရှိတယ်နော်။ရှင်သာရိပုတ္တရာဟောတဲ့သမစိတ်တ္တတုတ်တန်ဆိုတာနှစ်ပေါင်းမြောင်များစွာလာရောက်ပြီနော်။ နတ်တွေဟာနေရာမဆန့်လို့အဖျားလေးလောက်ချလောက်တဲ့နေရာတိုင်းဒီ spot တိတ်သေးငယ်တဲ့အဆက်ပြောက်ကလေးလောက်ရှိတဲ့နေရာလေးမှာနတ်ဆယ်ဦးထိုင်နိုင်အောင်ဖန်ဆင်းပြီးကိုယ်ကလေးတွေကြုတ်ပြီးနေကြတယ်လို့ဆိုနော်အဖျားလေးထောက်လောက်တဲ့နေရာလေးဆိုတာအလွန်ကျဉ်းတဲ့နေရာလေးပေါ့လူတောင်ထိုင်လို့မရတဲ့နေအဲ့ဒီမှာနတ်တွေကသူတို့ကိုယ်လေးတွေကိုကြုတ်ပြီးတော့နေလိုက်တဲ့အခါမှာ အဖျားလေးထောက်လောက်တဲ့နေရာလေးတနေရာမှာပဲနတ်ဟာ10ဦး90ဒီလိုနေလို့ရတော့တယ်အဲ့တော့လူပြည်ကတရားပွဲတွေကိုနတ်တွေရောက်ရှိလာတယ်ဆိုတာတေချာပေါ့ရှိတယ်